Hi အားလုံးမင်္ဂလာပါကျွန်တော် YouTube Channel မှာ Subscriber တသိန်းပြည့်နေပြီးတော့ဒီလိုမျိုးအမှန်ကြစ်လေးတွေမရှောက်ရသေးတဲ့လူတွေရှိလားရှိရဆိုလို့ရှိရင်လည်းပြဿနာမရှိပါဘူးဒီဗီဒီယိုမှာကျွန်တော်ဒါကိုဘယ်လိုမျိုးရှောက်သွားမလဲဆိုတာအစဉ်အဆက်ပြသွားပေးမှာပဲဖြစ်ပါတယ်ကဲအားဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်နော် အားလုံးမင်္ဂလာပါကျွန်တော်ဗီဒီယိုကနေပြီးတော့ပြန်ပြီးကြိုဆိုလိုက်ပါတယ်အဲဒီပထမဆုံးအနေနဲ့ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတာကိုအစဉ်စဉ်ပြောသားပြပါမယ်ပထမဆုံးကျွန်တော်တို့ Google ကိုသွားပါသွားပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ search box မှာဆိုလို့ရှိရင် YouTube Health ဆိုပြီးတော့ရိုက်လိုက်ပါပေါ့နော် YouTube Health ဆိုပြီးတော့ရိုက်လိုက်ပြီးဆိုတာ ਨੇ ဒီနေရာမှာဒါလေးပေါ်လာပြီ Okay အဲ့ဒါလေးကိုဝင်လိုက်ပါမယ်အဲအဲ့နေရာမှာဝင်သွားပြီဆိုလို့ရှိရင်ဒါ verification badge ဆိုပြီးတော့ရိုက်လိုက်ပါပေါ့နော် Okay အဲ့ဒါရိုက်လိုက်ပြီဆိုရင် ဒီဟာတမ်းပြီးပေါ်လာတယ်အောင်တမ်းပြီးဝင်လိုက်ပါ subscriber သတိပြည့်ပြီးသားဆိုလို့ရှိရင်ဒါမပြည့်မနေဒီနေရာမှာ apply now တမ်းပေါ်နေပြီပေါ့နော်သတိမှတတိထားမှာဒါလျှောက်မယ်ဆိုတဲ့ channel ကြီးမေးဖြစ်မယ်ဆိုတဲ့ဟာကိုလည်းသတိထားမှာဖြစ်ပါတယ်ကဲဒါဆိုတော့လျှောက်တော့မယ်ပေါ့နော်လျှောက်တော့မယ်ဆိုတော့အဓိကဒါကဘာလုပ်လို့ရလဲပေါ့နော်ဘာလို့ရလဲဆိုတော့ဒါ true true feature တိုးလာတာတော့မဟုတ်ဘူးဒါပေမဲ့ကိုနဲ့ဒီဟာကို လျှောက်ထားမယ်ဒီအမှန်စစ်လေးပါတယ်ဆိုလို့ရှိရင်တော့ကိုယ်နဲ့နာမည်တူတဲ့အာ channel တွေဆိုလို့ရှိရင်ကိုကအစ်စ်မှန်ဆိုတဲ့ဟာကိုပြောလို့ရတယ်ဒါအသေးစားတစ်ခုကတော့ကျွန်တော်တို့စီကံဖောက်ဖြတ်တာမျိုးတွေရှိရင်တော့ဒါကပြန်ပြုတ်သွားမှာပေါ့နော် โอเคတချို့ကကြတော့အဲ့ဒါရှောက်လို့မရတဲ့လူတွေလည်းရှိတယ် subscriber တသိန်းပြည့်ပြီမဲ့တချို့အချက်ကလေးမလောက်ထားဘူးဆိုလို့ရှိရင်တော့ဒီဟာကအောက်မှာမဟုတ်ဘူးပေါ့နော်ဥပမာပါလဲဆိုတော့ဒီမှာ channel banner တွေဒါ description တွေဒါမှ profile picture တွေထည့်ထားတာမရှိဘူးဆိုလို့ရှိရင်လည်းဒါကလည်းအောက်မှာမဟုတ်ဘူးပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော် ဘာပြဿနာမှမရှိတော့ဘူးဆိုလို့ရှိရင်เนาะတော့ apply down တော့တပါတယ်နှိမ့်လိုက်တော့မယ်ဒီနေရာမှာဖြည့်စရာနှစ်ခုပေါ်လာပါပြီဒီ seminar ရောက်လာပြီဆိုလို့ရှိရင် channel name ဒါကတော့ပြောစရာမလိုကိုယ့်ရဲ့ channel နာမည်ကိုရိုက်ထည့်လိုက်ပါပေါ့เนาะပြီးတော့ channel ID ကိုယ့်ရဲ့ channel ID မသိဘူးဆိုလို့ရှိရင်เนาะဒီနေရာမှာအပြောင်းစာတမ်းလေးနဲ့ here ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိမ့်လိုက်ပါ ဒီနေရာတန်းရောက်သွားပါလိမ့်မယ်အဲ့ဒီခါကျရင်တော့ဒါကို channel ရဲ့ဒီ channel ID ဆိုတာလေးကိုဒါ copy ယူပြီးတော့အဲ့ဒီနေရာမှာဖြည့်လိုက်ပါပေါ့နော်ဖြည့်ပြီးပြီဆိုလို့ရှိရင်ဒီအောက်ဆုံးကို send ပြီးတော့ submit ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကြောက်ပြီးသွားပြီဖြစ်ပါတယ်တကယ်လို့ဘာပြဿနာမရှိဘူးဆိုလို့ရှိရင်တော့နိုင်ပိုင်းအတွင်းမှာကိုယ့်ရဲ့ channel မှာဒီလိုမျိုးအမှန်ချက်လေးပေါ်နေမှာဖြစ်ပါတယ် ကဲဒီဗီဒီယိုကဒီလောက်ပါပဲအားဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုမှာတော့ဒါ subscriber တသိန်းပြည့်ရဲဆိုလို့ရှိရင်တို့ server button ဘယ်လိုရှောက်မလဲဆိုတဲ့ဟာကိုလည်း step by step ပြသပေးမှာပဲဖြစ်ပါတယ်။ကဲအားဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်တွေ့ပါမယ်။အားလုံးနှုတ်ဆက်လိုက်ပါတယ်။ Bye bye ။